ရိကန်ပြည်ထောင်စုကာရိုလိုင်းနာပြည်နယ်တောင်ပိုင်းကအမန်ဒါပီနန်ဆိုတဲ့အမျိုးသမီးဟာဆိုလို့ရှိရင် အော်တိုဘာလ3ရက်နေ့မှာ Facebook မှာအကြောင်းအရာတစ်ခုကိုကြေပြထားပါတယ်။အဲကျွန်တော်တို့အိမ်ကအော်တိုဘာလ31ရက်နေ့အထိညတိုင်း7နာရီကနေ10နာရီကြားမှာမီးလောင်နေပါလိမ့်မယ်။အာ တကယ်မီတော့မဟုတ်ပါဘူးဒါကြောင့်ဂျေဇူးပြုပြီးတော့မိသက်ဌာနကိုဖုန်းမခေါ်ကြပါနဲ့တော့လို့ပြောထားပါတယ်ဆိုတော့အမန်ဒါဟာသူနဲ့ဆေးဆက်ထားတဲ့ဆမ်လီနဲ့အတူဒီနှစ်ယောက်ပေါင်းပြီးတော့ပေါ့လေတရေကြီးညလို့ခေါ်တဲ့ဟောလိုဝင်းညအကျိုးအနေနဲ့သူတို့အိမ်ကိုမီးလောင်နေတဲ့အိမ်ပုံစံမျိုးလှုပ်ထားတာပါပရင်ပောက်တွေကိုလည်းလိမ္မော်ရောင်မီးတောက်အရောင်တွေလှုပ်ထားပြီးတော့မီးခိုးထုတ်ဆက်တွေနဲ့ဒီမီးခိုးဆက်ထုတ်တဲ့ဆက်နဲ့ ပေါ့လေမီးခိုးတွေကိုထုတ်ထားပါတယ်အိမ်ကိုလည်းဒီအထက်ထက်မိုးမှန်ထားပြီးတော့မီးလောင်နေတလို့မျိုးဖြစ်အောင် ပြင်ဆင်ထားတာပါအာသူတို့ရဲ့လက်ရာကပြောင်မြောက်လွန်းလို့သူတို့အိမ်ရှိတဲ့လမ်းလေးပေါ့လေအဲ့လမ်းလေးတွေကနေဖြတ်လာတဲ့သူတွေအားလုံးကတကယ်ကို မီးလောင်နေတယ်ထင်ပြီးတော့မီးသက်ဌာနကိုအရေးပေါ်ဖုန်းဆက်ခေါ်ယူလို့ရှိပါတယ်ဒီလိုမျိုးလောက်လာတာအခုဆိုရင်တော့တတရ နှစ်ပေါ့လေဟာ၃နှစ်မြောက်ကိုရောက်လာပြီဖြစ်ပါတယ်ဒီနှစ်လည်းဖုန်းခေါ်တာတွေရှိနေပါတယ်ဒါပေမဲ့အရင်နှစ်က လောက်တော့မဆိုးတော့ဘူးလို့မိသက်ဌာနကတာဝန်ရှိသူတွေကပြောပါတယ်အမန်ဒါတို့ကတော့သူတို့ရဲ့ဟောလွင်းအပြင်ဆင်လှုပ်ထားတဲ့အိမ်ကိုမိလောင်နေတဲ့အိမ်လို့နာမည်ပေးထားပါဗျ။